တို့ကဖေးမမပြောတယ်လေဟိုကိုတို့ဟိုလူတင်ကြီးဘုံမပြောဘူးတချို့ကြလူတင်ကြီးဘုံပြောတယ်ဖေးမမပြောဘူးအဲ့တခုကြားမှာလူတွေအခုတော့စာနာတက်လာပြီလို့ထင်တယ်တခါကြတော့ကောင်ကြီးကပြည့်တဲ့ကိုကျွန်တော်အရန်ချစ်ပါတယ်ဆိုပြောပေးမယ်အဲ့ကောင်ကြီးတကယ်ချစ်ချင်မှချစ်ပါလေသမီးစားလို့တော့လောက်ကောင်ပြောနေကောင်အများကြီးလေအကိုကပြည့်တဲ့ကိုချစ်ပါလို့မပြောဘဲနဲ့ပြည့်တဲ့ဒီဓာတ်ရင်းဆောင်ရှောင်းတဲ့နယ်လို့ပြောတဲ့ခါကျပြည့်တဲ့ကသူတို့အခုတို့ဆရာလုပ်တယ်လို့ထင်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့တကယ်တမ်းကတော့ပြည့်တဲ့ကိုချစ်တယ်ဆိုတော့အခုတို့ကထဲမပြောဘူးအဲ့သူတို့လက်အောက်ခံတော့အကိုကမလုပ်ဘူး တော်ပြောချင်တဲ့ဆိုတော့အဆူတော်တယောက်ဖွဲ့တဲ့ဝိုင်းမှာအကိုဝင်ပြီးမလားဆိုအကိုမတီးဘူးလေ။ဘာကြောင့်လဲဆိုအဲ့အဆူတော်ကဘာလို့လို့အကိုကောင်းကျင်းရအောင်အကိုရဲ့စိတ်သဘောထားကလည်းအဆူတော်ပေါ်မှာမရက်တည်ဘူးအမှန်တရားပေါ်မှာရက်တည်ရတယ်။အဲ့အဆူတော်မဟုတ်တာကြီးလုံနေအကိုကပြောမိရင်အကိုသူ့ဝိုင်းချက်ချင်းတော့အဲ့တော့အကိုကကိုချောင်းနဲ့ပဲကိုရက်တည်ပြီးဆုံးဖြတ်လိုက်တယ်။ ကကြအခုကျတော့အသက်ကြီးလာတဲ့အချိန်ကျတော့အကိုတို့လေးစီကလည်းမရှိတော့တဲ့အချိန်ကျတော့အကိုတို့တက်တဲ့ပညာကိုဝါသနာရှင်တွေဘက်ကထည့်ပေးလိုက်တာ။ဘာကြောင့်လဲဆိုတော့ professional တွေကလည်းခွေမထုတ်တော့ဘူး။ခွေထုတ်လဲအကိုတို့တက်အဆင်မပြေတော့ဒီနေ့ကဆိုတော့ကိုကျိုးပေါ့နော်ကိုတငယ်ချင်းမှာပဲမိတ်ဆွေသူ့တစ်ချင်းကိုအစိုးလာပြီးတော့ခိုင်းလုပ်ပေးတာနံပါတ်1ပေါ့နော်ပြီးရင် နေခင်းကြရင်အခုနောက်ထပ်သရှင်းပုတ်ဒီဖို့ကိုစိုးနိုင်ဆိုတော့သူကထပ်ပြီးတော့ focus on body ပေါ့နော်အသက်ဒီဖို့ရှိပါတယ်ဒီနေ့မနေ့ပိုင်းကတော့အစုံနီးပြောက်ချူဒီနှစ်ခုနဲ့ကြားထဲမှာအခုရောက်နေတော့အော်ရပေါ်တယ်ပေါ့နော်အဲ့လိုအိုလိုပြောကအနုမြာလောကထဲမှာကဟိုတိတယ်ကွာမပြောကြဘူးတချို့တက်တယ်မပတ်သက်ကြဘူးအဲ့လိုမျိုးလူတွေများတော့အကွာတက်လဲတက်တယ်ဟိုတိလဲတိတယ်ဆိုတာဒီလောကမှာနေတဲ့ခါကျလေပြောလဲပြောပြနေပေါ့ တချို့ကျတော့တီးရဲကိစ္စပြီးတော့ပြန်သွားတယ်ပလေယာမသိတာမဟုတ်သူတို့လည်းသိပါတယ်နှုတ်ဆက်ကြောင်းလည်းနားလဲတယ်ဒါပေမဲ့အစိုးရနဲ့အတံဖန်နဲ့လူကြားထဲမှာဆက်သွယ်မှုကလိုတယ်လေသူက communication ကဘာလဲလို့ဆိုအစိုးရကအတံဖန်နဲ့လူကြောက်တယ်အတံဖန်နဲ့လူကလည်းသူပြောချင်အစိုးရကိုပြောချင်ပေမဲ့ဟိုပြောချင်တာအတံဖန်နဲ့လူမျက်နှာမှာရင်အစိုးရကကြောက်ရင်မစိုးတတ်တော့ဘူးဒါမှအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့အကိုတို့ကကြားထဲပါရင်အစိုးရကသူအကိုတို့ကိုပြောလို့ရတာပေါ့အကိုကလည်းအတံဖန်နဲ့လူဘာသာပြန်ပေးရတာပေါ့တစ်ခွက်နဲ့တစ်ခွက်ကြားပါလေ ဥပမာ तू ပြောတဲ့နေရာဒီနေရာလေးဆိုတမန်တော်ကရှာလုံးတွေ့ကိုရောက်ပြီဘယ် notes ဘယ်နှောင်းသွားလိုက်ဘယ်နှောင်းသွားလိုက်ပေါ့နော်အဲ့လိုပြောပြီးလို့ရှိတော့အစတော်နဲ့သူတို့ကြောင့်ပုံမြန်တော့ဘို့ guide ဆိုတော့အကူကဆက်သွယ်ရေးလို့ဟိုပြောချင်တာတန်တမန်လို့ပေါ့ဒီကတန်တမန်တော့ရှင်တို့ဘယ်လိုပေါအောင်လုပ်မလဲ စင်မောဘယ်လိုတီးမလဲဘယ်လိုဆိုမလဲဟိုတနေ့ရက်ဆိုလဲမင်္ဂလာဆောင်မှာဆိုတဲ့သူလူသားသမီးသူလူကြီးဆိုလဲသင်ပေးရတာပဲခိုင်လို့ပါ FM မှာဆိုလူတွေတမမင်းတို့တခြားတာကြရှိတယ်ဆိုနေတယ်မကြောက်နဲ့စင်မောငါတို့အတန်ကြားရတယ်လက်လက်ဟန်ချင်ရတယ်မပြနဲ့ဘူးเนาะရိုက်ခွေးမှာပေါသွားမှာဆိုအကူတက်တဲ့ဤပညာပြီးသူချပေးတယ် ဝါသနာရှင်လေးအနေနဲ့သူတို့အကိုရိုကြီးရဲ့ခြင်းလေးကိုကြိုက်တယ်။သူတို့အနေနဲ့ဖန်တီးတဲ့ခြင်းမှာတို့အချက်အများကြီးရှိတယ်။အဲ့ကြအကိုရိုကကိုရိုလက်ထက်ရောက်ရင် professional တခြင်းဖြစ်အောင်ဘယ်လိုလုပ်လဲဆိုတော့ကူတဲ့သဘောပဲ။ဝါသနာရှင်ကတော့အပျော်တန်းနေနေတော့ဟိုအမြင့်တက်ခြင်းမှာတက်နိုင်လိမ့်မယ်။ဒါပေမဲ့ဝါသနာရှင်ပေးတဲ့ပုဆန်နဲ့ professional ပေးတဲ့ပုဆန်တူတူပဲလေ။ဒါပေမဲ့အကိုအတီးကဆိုပေးတဲ့ပုဆန်ဒီပုဆန်ပဲလေဒီပုဆန်ယူမယူယူလို့လည်းမရအောင်လေးစီးမှတော့အဲ့လိုတူတူပဲယူလာပါပဲ။ ဲ့လိုတခါခါနောက်တာလေအခုတော့ငါတို့လိုအစိုးရတွေအရလို့ဟိုတကယ်တဲ့အစိုးရကမူတည်ပြီးတည်ရမယ်ဆိုတနေ့ကိုတခွေတည်ရဘလို့ရက်တည်မလဲသူအစိုးရတေရောကြီးတနေ့ကိုထုတ်နှစ်ခွေပေါ့နှစ်ခွေတော့မထုတ်ပါဘူးဥမာကိုလေးပြုဆိုလဲတနေ့ကိုတခွေပေါ့အဲ့တခွေနဲ့ဘလို့လို့ IC ရက်တည်မှာတဲ့မှာအခုပြောတော့ဘောတကယ်တဲ့ပုစံရနေတာကဝါသနာရှင်တွေရက်ရဖယားသချင်းတွေရှိမှာကွာအပြော်ရန်ခွေတွေရှိမှာအဲ့ဒါနေရက်တည်ရလေကိုကောင်နေကကြတော့ကိုတမိုင်းမတ်တိုင်အနေနဲ့သွားတာအဲ့တော့အကူကကြအခုကြတော့အသက်ကြီးလာတဲ့အချိန်ကြတော့ အခုတော့လေ့ကျင့်ကလည်းမရှိတော့တဲ့အချိန်ကျတော့အခုတော့တက်တဲ့ပညာကိုဝါသနာရှင်တွေဘက်ကထည့်ပေးလိုက်တာ။ဘာကြောင့်လဲဆိုတော့ professional တွေကလည်းခွေမထုတ်တော့ဘူး။ခွေထုတ်လဲအခုတော့တက်အဆင်မပြေတော့ဘူး။ဒါတချို့နိုင်ငံခြားရောက်တဲ့တွေကရောက်နေတယ်။ပြီးတော့ထုံးစံတိုင်းပေါ့လေ။နုပညာရှင်ဆိုတာတန်ဖိုးသိတဲ့တွေနဲ့မှလုလုချင်တဲ့ကကြတယ်။တချို့ကကြတယ်တန်ဖိုးတဲ့သူတို့ရဲ့လက်အောက်ခံပူချိုက်ကြတယ်။အဲသူတို့လက်အောက်ခံတော့အခုမလုပ်ဘူး။တော်ကြောကြတယ်ဆိုတော့အစလိုတယောက်ဖွဲ့တဲ့ဝိုင်းမှာအကုန်ဝင်ပြီးမလားဆိုအကုန်မတည်ဘူးလေ။ဘာကြောင့်လဲဆိုတော့အဲ့ဒီဆိုတော့ ဘာလို့လို့အကိုကကောင်းခြင်းရအောင်ပါလဲအကိုရဲ့စိတ်သဘောထားကလည်းအစတော်ပေါ်မှာမရက်တည်ဘူးအမှန်တရားပေါ်မှာရက်တည်ရတယ်အဲ့ဒါဆိုတော့ဗုဒ္ဓကြီးလုံနေကိုကပြောမိရင်အကိုသူ့ဝယ်ချက်ချင်းတော့အဲ့တော့အကိုကကိုချောင်းနဲ့ပဲကိုရက်တည်မဆုံးပြလိုက်တယ်ဘသူလည်းအာမကုန်တော့ဆိုဘီယာဆိုင်လုံးဟာလို့လည်းငါမတည်ဘူးဆိုအလုပ်တစ်ခုတော့လုပ်ရတော့အဲ့တော့ခုနပြောသလိုဝါသနာရှင်တွေတကယ်ဂီတကိုချစ်တဲ့လူတွေပရိုတွေလည်းပါပါတယ်သူတို့အဲ့လည်းတီးပြပါတယ်သူတို့အချင်းအချင်းသူတို့လည်းပဲဆိုင်တယ်ပေါ့နော်အဲ့တော့အကိုကတော့ဘသူတီးပြမယ်ဆိုအဆွဲမရှိတော့ဘူးအားလုံးတဲ့အဓိကတော့ ဟိုအမှုပညာချစ်တဲ့လူအားလုံးပဲဒီအကူတက်တဲ့ပညာအားလုံးသုံးပေးတာဖြတ်ဝေပဲ arrangement ဆိုလဲ arrangement ပေါ့တောကျန်ဆိုပေါ့ရိုးရိုးလူလောက်ထားတဲ့ arrangement နားတော့ကြီးလဲလိုအပ်ချက်တွေအများကြီးရှိတယ်လေအခုတို့ကျတော့ခုနပြောသလိုတက်ထားတဲ့ live show မှာဆိုလဲဆင်းမမဘလို့ဆင်းမမလဲလို့တက်မလဲဆိုတော့တချင်းကိုလည်းအဲ့လိုပဲကိုတက်တဲ့ပညာနဲ့ကူညီတဲ့အနေနဲ့ရက်တည်လိုက်တာပါပေါ့အခုတို့စီကလူတွေတိတိပပပြောဖို့လိုပြီလို့အခုထင်တယ်။ဘာကြောင့်အခုတို့ဆိုလဲအသက် ကြီးလာပြီနောက်ပိုင်းလဲဒီလိုအလုံးနဲ့ရက်တည်ဖို့ ဆိုတော့ကချက်ပါရလဲကောင်းမှဖြစ်မှာပြီးတော့မိသားစုအခြေအနေရောအသက်အရွယ်ရောဆိုအကူလုံးနေတဲ့အချိန်မှာအကူအကူလုံးပေးတယ်ပညာတွေဝေမျှပေးတယ်တကယ်လို့မတော်တဆအကူမရှိဘူးဆိုလဲဒီပညာတွေကပျောက်သွားမှာလေအခုသားသမီးတွေကလည်းဒါနဲ့အသက်ဝေးဝါးကြောင်းပြုမဲ့လူတွေဟုတ်ချင်မှာဟုတ်ပါလေဟုတ်တော့သူတို့တွေလည်းအကူလုံးလို့တံမိုးထားတဲ့လူနဲ့တွေ့အောင်မှာလေသူတို့ကိုယ်တိုင်တံမိုးသိအောင်မှာဆိုအကူတို့ကလေးတွေတော့ဝေမျှပေးတဲ့လူတွေတော့လုပ်နေပါတယ်ရှေ့ရှောက်ပြီးတော့လည်းတိတိမျှတွေအကူလုံးမှာတော့တခါကြတော့လည်းဂီတနဲ့မဆိုင်ဘူး

အမှုမြန်အမှုမြန်သမားဆိုတာခက်တာကပြည်သူနဲ့ကြိုးစောနေတယ်အဲ့ဒါကိုကြီးကျယ်ပြောတာမဟုတ်နော်ဥမာဗင်စင်ဘန်ဂိုးဆိုရင်သူတင်ပြီးမှသူ့အကြီးကားတွေတမိုးတည်တာလေဒီမှာအခုပြောတဲ့ဘောကအဲ့လိုမျိုးမြို့မငိမ့်ဆိုလေဆရာမြို့မငိမ့်ပေါ့နော်ဆိုတော့အမှုမြန်သမားတွေကခစ်ရှိရောက်တယ်လို့ပြောကျင်တာပေါ့နော်အဲ့ကြတော့အကိုတို့ဖန်တီးတဲ့ခြင်းနေဆိုလေလူတွေကြိုက်တဲ့ချိန်မှာအကိုတို့ကြိုက်တော့သူတို့အကိုတို့အခုတီးတဲ့ချိန်လူတွေရတော့မရှိဘူးကွာတနည်းလောက်မှာအရင်ကကဆိုလေညီလေးတီးပါလေ16 17လို့ပြောဆိုလေတနည်းလောက်နေမှာရောက်ပါလေ ။တပည့်တွေမှာဖွင့်တဲ့အချိန်ကိုတော့ပြင်းနေပြီအဲ့ဒီအချိန်ဒီမှာဒီမှာအခေါ်ပေါ်မှာမှာတော့ပြန်နေပြီပေါ့။အဲ့လဲအဲ့လဲဆိုလဲအဲ့လဲဆိုသူအချိန်အရင်ကြိုက်တယ်သူလူတွေပြောချင်မှာသူကစိတ်ပြောင်းသွားပြီ။နောက်တစ်မျိုးလှုပ်ချင်တယ်။ဟမ်အဲ့လိုပြောအဲ့ ordinary တော့ကလည်းလူတွေမကြိုက်ဘူး။နောက်ကျမှအရင်ကြိုက်တယ်ဆိုတော့ဒီကောင်တော့အဲ့လိုပြောလူတွေရဲ့စိတ်ကိုနုမြန်သမားချွတ်ချွတ်တွေးရတယ်။ဆိုတော့အခုပြောတဲ့အချိန်မှာလဲအချိန်တစ်ခုစုံးနေချက်ချင်းသဘောပေါက်ပေါ့နော်။နောက်တစ်ခုကလဲသူတို့အားလုံးထင်တာကကောင်းတယ်ချင်းချွတ်အခုတော့မကောင်းဘူးပြောရင်တင်းတာမဟုတ်ဘူး။အမှန်တော့မကောင်းဘူးပြောတာမဟုတ်ဘူး။အခုတော့တစ်ချိန်မှဖြစ်လာမယ်ဟာပေါ့။ ကြိုတက်တာပေါ့နော်အခုကောင်းမယ်လဲနောက်တစ်နေ့လောက်နေပြဿနာတက်နိုင်တယ်ဆိုတာမျိုးအခုတော့ပြောတဲ့အခါကျတော့သူတို့စိတ်နဲ့တထက်တည်းမကြအောင်ပေါ့နောက်ပိုင်းကျတော့မှအခုတို့ပြောတဲ့တွေးပြီးတော့ကြိုတင်ပြောတာကိုနည်းနည်းရိပ်မိလာလို့အခုထင်တယ်နောက်ပြီးတော့အခုတို့ကဖေးမမပြောတယ်လေဟိုကိုတို့ဟိုလူထင်ကြီးဖို့မပြောဘူးတချို့ကျလူထင်ကြီးဖို့ပြောတယ်ဖေးမမပြောဘူးအဲ့ဒီခုကြားမှာလူတွေအခုတော့စာနာတက်လာပြီလို့ထင်တယ်ဒါကြတော့ကောင်ကြီးကပြည့်တဲ့ကိုကျွန်တော်အရန်ချစ်ပါတယ်ဆိုပြောပေးမယ်အဲ့ဒီကောင်ကြီးတကယ်ချစ်ချင်မှချစ်ပါတယ် မင်းစားလို့တော့လို့ကောင်ပြောနေကောင်အများကြီးလေအကိုကပြေးသက်ကိုချစ်ပါလို့မပြောဘဲနဲ့ပြေးသက်တီဒါရင်းဆောင်ရှောင်းတဲ့နယ်လို့ပြောတဲ့ခါကျပြေးသက်ကသူတို့ကိုကိုဆရာလုပ်တယ်လို့ထင်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့တကယ်တမ်းကတော့ပြေးသက်ကိုချစ်တယ်ဆိုတော့အကိုကထဲမပြောဘူး